အော်တိုဘာလ16ရက်နေ့ညပိုင်းလူသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ် တင်ဆက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံပါရစေခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စလင်းကြီးမှာစစ်ကောင်စီရဲ့လက်နက်ကြီးပြက်ကတ်မှုနဲ့စစ်ကြောင်းထိုးတာတွေကြောင့်မို့ရွာပေါင်း25ရွာထက်မနည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်နောက်ပြီးတော့ မုံရွာမြို့နယ်ကြောက်ကလမ်းမပေါ်မှာစစ်ကြောင်းကိုတိုက်ခိုက်တာမှာစစ်တပ်ကထိကိုက်တေဆုံးမှုတွေများတယ်လို့ဆိုပါတယ်။နောက်မုံရွာနယ်ဒီချောင်းဦးတရင်ကျောက်လာပြညကဘုံတူရွာဘုံကျဲမှုမှာစစ်တပ်ကအကွက်ကြကြစီစဉ်ပြီးတော့လှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။မဲဆောက်ကိုခိုးဝင်တဲ့မြန်မာ90လောက်အဖမ်းခံရပါတယ်။နောက်နိုင်ရကန်ပြီးခွာကုန်းတိုက်ပွဲနဲ့အတူမကွေး PDF တွေကမဟာမိတ်ပူးပေါင်းစစ်စင်ရေးတွေပြင်ဆင်နေတယ်လို့သိရပါတယ်ခင်ဗျာ။ နောက်ပြီးတော့ဒီအာဆီယံအဖွဲ့ကမြန်မာမှာအပြောင်းအလဲဖြစ်ဖို့အတွက်တွန်းအားပေးရမယ်လို့ဥရောပသမဂ္ဂကဆိုလိုက်ပါတယ်။နောက်ဒီစစ်တပ်ကနိုင်ငံရေးကမထွက်ဘဲနဲ့ညဉ့်ညံ့ရေးမရနိုင်ဘူးလို့ NUG ကပြောလိုက်ပါတယ်ခင်ဗျာ။အရင်ဆုံးသတင်းအနေနဲ့ကတော့ဒီစလင်းကြီးမှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့စစ်ကြောင်းထိုးတာတွေကြောင့်ရွာပေါင်း25ရွာထက်မနည်းထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ချင်ပါတယ်။ဒီစကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တာ ပါရာမော်တာတွေနဲ့ဘုံကျဲတာမြေပြင်စစ်ကြောင်းထိုးတာတွေကြောင့်မို့ကြေးရွာပေါင်း25ရွာထက်မနည်းဘေးလူရကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောကြပါဗါဒဒီကနေ့အော်တိုဘာလ18ရက်မနေ့အစောပိုင်းကစပြီးတော့တရုတ်နဲ့စစ်တပ်ရဲ့ဝန်ပေါင်းကြီးနေကုမ္ပဏီကစစ်ကြောင်း3ကြောင်းဟာဒီအနီးနားကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့မုံရွာမြို့နဲ့နမခဘက်ကနေလဲလေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေအဆက်မပြတ်ပြုတ်လုပ်ပေးနေတာဖြစ်တယ်လို့သိရပါဗါဒ အရှိဘက်ကမ်းမုံရဘက်ချမ်းကနေပြီးတော့လက်နဲ့ကြီးနဲ့ဒရဇတ်ထုနေတာပါပါရာမော်တာကလည်းတစ်ချိန်လုံးတက်ပြီးတော့မဲမဲမြင်ရဘုံလိုက်ကျဲနေတာပဲအကုန်ပြေးနေရပြီးအခုဆိုပါရာမော်တာနဲ့နှလုံးကျဲသွားသေးတယ်လို့ဒီအသက်50အရွယ်ဒေသခံအမျိုးသမီးတဦးကပြောပြပါဗျာလက်ရှိအချိန်မှာတုံ ဖောင်ကတာထန်တော်ကြီးထန်ဘူးညောင်မင်ကြီးရွှေလေတောကြောင်းလေဒီစတဲ့ကြေးရွာတွေအပါအဝင် ကြေးရွာပေါင်း25ရွာကလူပေါင်း2000လေးပါးဟာ ေးလို့ရာကိုထွက်ပြေးတိမ်းချောင်နေကြတာဖြစ်ပြီးတော့ဒီနေ့ညနေအချိန်ထိဒီပါရာမော်တာတွေနဲ့ဘုံကျက်တိုက်ခိုက်တာတွေရှိနေသေးတယ်လို့ဒေသခံတွေကဆိုကြပါတယ်ခင်ဗျာဒီစစ်ကောင်စီဟာပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာဖြစ်ပြီးတော့လက်တလုံးမှာထွက်ပြေးတိမ်းချောင်နေရတဲ့ဖြစ်တာကြောင့်ထိခိုက်မှုတစုံတရာရှိမရှိကိုတော့မသိရသေးဘူးလို့ဒီဒေသခံစစ်ဆောင်ကူညီပေးနေသူတဦးကပြောပါတယ် ဒီစစ်ကောင်စီဟာဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမဲ့အထူးရောင်ရုပ်ောက်ပွဲအတွက်သူတို့စုမှုထားနိုင်မှုမရှိတဲ့ဒေသတွေကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးတော့နံမြေစုမှုတာတွေရရှိဖို့လှုံ့ဆော်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။နောက်မုံရွာနယ်ကသတင်းတပုတ်ပါပဲခင်ဗျာ။ဒီကြောက်ကလမ်းမပေါ်မှာစစ်ကြောင်းကိုတိုက်ခိုက်တာမှာစစ်တပ်ကထိခိုက်ဒေဆုံးမှုတွေများတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်။ ဒီအော်တိုဘာလ15ရက်မနေ့9နှစ်ခွဲအချိန်ကမုံရမြို့နယ်စီးပွားရေးတက္ကသိုလ်မှာတက်ဆွဲထားတဲ့ချီလင်းအကျန်းဖက်စစ်သား100လောက်ဟာတံပြားကာကားနှစ်စီးနဲ့ကြောက်ကလမ်းပေါ်မှာရှိတဲ့ရွှေကိုနီဖျားမှာတက်ဆွဲထားတဲ့စစ်သားတွေဒီကိုဒီရိခါပို့ဖို့ထွက်လာခဲ့တာလို့သိရပါဗါတယ်အဲ့ဒီလိုထွက်လာတဲ့အကျံပဲစစ်တပ်စစ်ကြောင်းကိုတွန်လိုင်းအင်အားစုတွေကမုံရွာကြောက်ကလမ်းမအပေါ်မှာထနှောင်းဝင်းကြေးရွာနဲ့ကြောက်ကကြေးရွာအရောက် မနေ့ဆယ်နေခွဲလောက်ကစပြီးတိုက်ခိုက်တာမှာအပြန်လန်ပြစ်ခတ်တိုက်ပွဲတနအီလောက်ကြာမြင့်ခဲ့ပြီးတော့အကျံဘက်စစ်သားအများပြထိခိုက်သေးဆုံးပြီးတော့မုံရမြို့ဘက်ကိုတံမြက်ကကားတွေနဲ့တဲသွားတယ်လို့သိရပါတယ်ခင်ဗျာဒီထိတွေ့တိုက်ပွဲကတနအီဝင်းကျင်လောက်ကြာတယ်ထိ ိုက်တေဆုံးတဲ့သူတွေကိုတံပြားကာကားတွေနဲ့ပြန်တင်သွားတာအရေးအတွက်ကတော့အတီးပြုလို့မရဘူးတံပြားကာကားနှစီကအရင်တက်လာတာနောက်ကနေခြေလင်းစစ်သားတွေအင်အားတရာလောက်ကတ်လိုက်တာကားတွေကိုမတိုက်ဘဲနဲ့နောက်ကခြေလင်းစစ်ကြောင်းကိုပဲဖြတ်တိုက်တာဒီထိကိုက်တေဆုံးတဲ့စစ်ကွေးတွေကိုမုံရွာမြို့ကိုပြန်တဲသွားတယ်လို့ယူဆရတယ်ရိခါတွေကတော့ရွှေကူနီအထိရောက်သွားပါတယ်လို့မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတဦးကပြောဆိုပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုမုံရမြို့နယ်ပကဖမုံရခရိုင်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့ဒိညာဖို့မုံရမြို့နယ်ပကဖတိုက်နယ်၂34မုံရမြို့နယ်ပလဖမုံရမြို့နယ်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့ဒီမုံရမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့မုံရစပယ်ရှယ်ဒိတ်ဒိတ်ကျဲတောကျဲကြီးပျောက်ကြားအဖွဲ့ Black Falcon LDF နဲ့ဒိသကန်ရဲ့ဂျေပကဖတွေပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကဒီအထိကမရှိ အောင်အောင်မြင်မြင်နဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းကြော လာပြညကချောင်းဦးနယ်ကဘုံတူရွာဘုံကျဲမှုမှာဒီစစ်တပ်အကွက်ကြကြစီစဉ်ခဲ့တာလို့ဆိုကြပါတယ်ဒီဒရင်ကျိုးလာပြညမှာကလင်းငယ်အပါဝင်ရတပ်ပြည်သူ20ကျော်အစုလိုက်အပြုံလိုက်ထိခိုက်ဒေဆုံးခဲ့တဲ့ချောင်းဦးမြို့နယ်ဘုံတူကျေးရွာဘုံကျဲတိုက်ခိုက်တာကိုစစ်တပ်ကအကွက်ကြကြကြိုတင်စီစဉ်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောကြပါဗျာ အဲ့ဒီဘုံတိုရွာဘုံကျဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မနေ့ကမုံရွာအမြင့်လန်းတပိတ်ဥဆောင်ကော်မတီချောင်းဦးမြို့နယ်လူငန်းအင်အားစုတပိတ်ကော်မတီမုံရွာလူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီစကိုင်းတိုင်းတပိတ်အင်အားစုထွေထွေဒီတပိတ်တပ်ပေါင်းစုညှိနှိုင်းရင်အင်အားစုတို့ကတာဝန်ရှိသူနဲ့မျက်မြင်သက်သေတို့ကတရစ္ဆာန်ရှင်းလင်းပွဲပြုလုပ်ရမှာထက်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီစစ်တပ်ကစီမီတပိတ်ကျင်းပမှာကိုကြိုတင်တရင်ရရှိထားခဲ့ပြီးတော့ဖုံးလိုက်ဖြတ်တောက်ပြီးတော့ ွန်လိုင်းဘက်ကလုံညုံရေးအဖွဲ့တွေတရင်မပေးနိုင်အောင်ကြိုတင်ပြုလုပ်ခဲ့ကဒီပါရာမော်တာနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်အဲ့ဒီဖြစ်စဉ်ကိုဒီစစ်တပ်ကတိုက်ခိုက်ပြီးတဲ့နောက်ဒဏ်ရာရှိသူတွေကိုကယ်ထုတ်နေတဲ့အချိန်မှာထပ်ပြီးတော့တိုက်ခိုက်ခဲ့တဲ့အပြင်စေကူတမှုမရရှိအောင်စေဝါတယူမှုတို့ကိုလည်းပိတ်ပင်ဖြတ်တောက်ထားတယ်လို့ဒေသခံတွေကပြောကြပါရယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အရတ30နီးပါးတေဆုံးပြီးတော့90ကျော်ဒဏ်ရာရှိခဲ့ပါတယ်ခင်ဗျာ နောက်ထပ်စိတ်မကောင်းတဲ့သတင်းတစ်ပုဒ်ကိုဆက်ပြီးတင်ပြကြပါရစေ။အဲ့ဒါကတော့မဲဆောက်ကိုခိုးဝင်တဲ့မြန်မာ90လောက်အဖမ်းခံလိုက်ရပါတယ်ခင်ဗျာ။ဒီကရင်ပြည်နယ်မြောက်ရီမြို့နယ်ဘက်ကနေပြီးတော့ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုတရားမဝင်ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား89ဦးကိုအော်တိုဘာလ16ဆက်ကွန်ရက်တွေကဖမ်းမိတဲ့အကြောင်းထိုင်းသတင်းတွေကဆိုပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမှာလုတ်ကန်ရှာပမှုနဲ့ငွေကြေးခက်ခဲတို့ကြောင့်ဒီထိုင်းနိုင်ငံမှာလုံလုံဖို့လာသူတွေဖြစ်ပေမဲ့ တရားမဝင်လာတဲ့အတွက်မဲဆောက်မျိုးမရဲစခန်းကစစ်ဆေးပြီးတော့ဥပဒေအရရေးယူမယ်လို့လည်းသိရပါဗျ။နောက်သတင်းတပုတ်ကတော့ဒီနိုင်ရကန်ဘီခွာကုန်းတိုက်ပွဲနဲ့အတူမကွေး PDF တွေကမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့စစ်ရေးပြင်ဆင်ထားတယ်လို့သိရပါဗျ။နိုင်ရကံဘီဝါကုန်းကိုရကတက်တော်ဧကပိတ်ဆို့ထားတာနဲ့တပြိုင်နက်တည်းမှာမကွေးတေတာမှာ PDF ပူပေါင်းတက်တွေဒီမဟာမိတ်စစ်စင်ရေးဆင်နွှဲဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ ရခိုင်ပြည်နယ်သက်မကွေးတိုင်းအနောက်တောင်ကျန်းကနိုင်ရခိုင်ပြည်ဝကုန်းကိုအရကတက်တော်ဧကဖက်ဖက်ကနေပြီးတော့ပိတ်ဆို့ထားတာပါဘီဝကုန်းပတ်လည်ကတက်စကန်အများစုကိုဧကသိမ်းယူထားပြီးဖြစ်တယ်လို့ဘီဝကုန်းကိုအဖက်ဖက်ကပိတ်ဆို့ထားတာပါအောက်တိုဘာ18ရက်နေ့အထိစစ်ကောင်စီကဘီဝကုန်းမကြရေးအတွက်လေကြောင်းပစ်ကူတွေနဲ့စစ်ကူတွေပေးနေပေမဲ့လည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အလံပြူထောင်လက်နဲ့ချခဲ့တယ်လို့လည်းဧကသတင်းထုတ်ပြန်ထားပါတယ် အဲ့ဒီလိုအခြေအနေမှာရခတ်တပ်တော် A ရဲ့လှုပ်ရှားမှုနဲ့အတူမကွေးဒေသအတွင်းက PDF တွေပူးပေါင်းပြီးတော့မဟာမိတ်စစ်စင်ရေးဆင်နွှဲဖို့ပြင်ဆင်နေကြတယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကပြောပြကြပါတယ်။ယူမစနေအိပ်ပလတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောတာကတော့ဒီစစ်ရေးအခြေအနေကတော့ကျွန်တော်တို့ကအတိတ်အချိန်ကိုတိုးမယ်အနေထားတည်းရရှိတယ်ရွေးကောက်ပွဲကာလအတွင်းမှာတော့ကျွန်တော်တို့ကအကောင်းဆုံးကြိုးစားပြီးတော့မှ တွန်လိုင်းတပ်ဖွဲ့အတိအကျစုဆောင်ပြီးပြီးရခိုင်လုံဆောင်ချက်ကိုကြည့်ပြီးတော့လဲဒီဘက်တွေမှာပူးပေါင်းပြီးတော့မဟာမိတ်စစ်စင်ရေးတွေဆင်နွှဲဖို့ပြင်ဆင်ထားတာရှိတယ်။အညာဒေသတခွင်ကိုသူတို့ကစစ်ကြောင်း၂ကြောင်း၃ကြောင်းဒီထွက်လာပြီးတော့ဒီစစ်ကြောင်းတွေကိုကျွန်တော်တို့ကခံစစ်အနေနဲ့တိုက်မလားတိုက်စစ်အနေနဲ့တိုက်မလားဆိုတာလေကျွန်တော်တို့ပြင်ဆင်ထားတာတွေတော့ရှိတယ်စစ်ကောင်စီကျင်းပမဲ့ရုပ်ောက်ပွဲကိုမကျင်းပနိုင်အောင်ကျွန်တော်တို့ကစီးသီးလုံးလုံးနဲ့ပူးပေါင်းပြီးတော့ တိုက်ကြမယ်ဆိုရင်တော့အောင်မြင်မှုရလတ်ကောင်းမယ်လို့မျှော်လင့်ပါတယ်လို့အဲ့ဒီသူကပြောပြပါတယ်ခင်ဗျာဒီစစ်ကောင်စီကသကိုင်းတိုင်းနဲ့ထိစပ်နေတဲ့မကွေးတိုင်းမြောက်ပိုင်းဒီပေါ့မြန်ထီးလင်းနယ်တွေကိုအခုလက်စံပိုင်းကလေးကလေချောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုတ်လုပြီးတော့နယ်မြေထိမ့်ကျုပ်ဖို့ကြိုးစားနေပါတယ်နောက်ပြီးတော့ရှမ်းမန်းနယ်စပ်ကမြို့တချို့နဲ့စစ်တပ်စခန်းတွေကတချို့ကိုပြန်သိမ်းပြီးတော့လေဘတ်တိုင်းစစ်တနာကျုပ်အရှိအကြမ်းမှာအသာစီးယူဖို့ကြိုးစားနေပေမဲ့ ဒီအဲ့ဒီအလဲပိုင်းတိုင်းအနောက်ချမ်းမကွေးတိုင်းဘက်မှာတော့အရက်ကတက်တော်အေနဲ့မကွေးဒေသအတွင်းက PDF တွေရဲ့ PR ပေးတာတွေကိုကြုံတွေ့နေရတာဖြစ်ပါတယ်ခင်ဗျာနောက်တရင်ကတော့ဒီအာဆီယံအဖွဲ့ကမြန်မာမှာအပြောင်းလဲဖြစ်ဖို့တွန်းအားပေးရမယ်လို့ဥရောပသမဂ္ဂကဆိုလိုက်ပါတယ်ခင်ဗျာဒီဥရောပသမဂ္ဂကမြန်မာရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်သူတွေစေလွတ်မှာမဟုတ်ဘူးလို့လူခွင့်ရေးမဟာမင်းကြီးက ြောကြားခဲ့ပြီးတော့အပြောင်းအလဲပြုလုပ်ရေးအတွက်စစ်ကော်မရှင်ကိုတွန်းအားပေးဖို့အာဆီယံနိုင်ငံတွေကိုတိုက်တွန်းလိုက်ပါတယ်။မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကျင်းပတဲ့နေလန်းကလွတ်လပ်ပြီးတရားမျှတမှုမရှိဘူးဆိုတာညွန်ပြနေတယ်လို့၎င်းကပြောပါတယ်။မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲလမ်းကြောင်းပြောင်းရေးအခိုင်အမာတွန်းအားပေးဖို့အာဆီယံအဖွဲ့အပါအဝင်အိနီချင်းတိုင်းပြည်တွေကို ကျွန်မတို့တောင်းဆိုပါတယ်လို့သူကဆိုပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမတီးမငြိမ်ဖြစ်နေတဲ့၍ဒေတာတစ်ခုလုံးမတီးမငြိမ်ဖြစ်နေပြီးတော့ အာဆီယံနိုင်ငံတွေအတွက်မြန်မာအရေးဟာနံပါတ်၁စိုးရင်စရာကိစ္စဖြစ်တဲ့လို့ကွာလန်လူပူမြို့မှာ AFP သတင်းဌာနနဲ့အင်တာဗျူးမှာ၎င်းကပြောဆိုတာဖြစ်ပါတယ်။ဒီအာဆီယံအဖွဲ့ကိုကိုယ်စားပြုတဲ့ယူကော့ဘွယ်စောင့်ကြည့်လေ့လာသူတွေဆီလူရေးကိစ္စဆွေးနွေးမဲ့လာမယ့်အပတ်မှာကွာလန်လူပူမြို့မှာကျင်းပမယ့်အာဆီယံဒိတ်သီးဆွေးနွေးပွဲမှာတိုင်ပြီး EU ကအခုလိုမှတ်ချက်ပြုတာပါ။ မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ပါဘူးဆိုလိုတာကမြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုတကယ်ရွေးကောက်ပွဲအဖြစ်ကျမတို့အတိမတ်မပြုတ်နိုင်ပါဘူးလို့၎င်းကပြောပါတယ်ခင်ဗျာရွေးကောက်ပွဲကိုစစ်ပြစ်နေတဲ့နေရာတွေနဲ့စစ်အုပ်ချုပ်ရေးကြီးညာထားတဲ့နေရာတွေမှာကျင်းပနိုင်မှာမဟုတ်ဘူးလို့စစ်ကော်မရှင်ကဝန်ခံထားပါတယ်ခင်ဗျာနောက်တဲ့ရင်တဘုတ်ကတော့ဒီစစ်တပ်ကနိုင်ငံရေးကမထွက်ဘဲနဲ့ငြိမ်းချမ်းရေးမရနိုင်ဘူးလို့ NUG ကပြောလိုက်ပါတယ် အနာသိစစ်တပ်ဟာနိုင်ငံရေးကမထွက်ဘဲနဲ့ငြင်းချမ်းရေးဖြစ်ပေါ်လာမှာမဟုတ်ဘူးလို့မြို့သားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံ ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါတယ်။ဒီစစ်ကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲကျင်းပမှုဟာဟန်ပြလှုပ်ဆောင်မှုသာဖြစ်တယ်လို့ NCA မှာပါဝင်ခဲ့တဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့၁၀ဖွဲ့တဲက၆ဖွဲ့ပူးတွဲထုတ်ပြန်ခဲ့တယ်လို့စစ်အာဏာသိမ်းမှုကြောင့်ငြင်းချမ်းရေးလုပ်ခဲ့စဉ်ရပ်တန့်ခဲ့တာလို့ စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုပြုလုပ်နေသေးဖြစ်တဲ့ရှမ်းလက်နက်ကိုင် RCSS တို့ကထုတ်ပြန်ခဲ့ပါတယ်။အလားတူပဲမြို့သားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံဖြိုးရေးစုခွင့်ရှိသူဦးနေဖုံးလက်ကလည်းစစ်ကောင်စီနဲ့စစ်ကောင်စီအပေးသူတွေရဲ့လုံရက်ပေါ်ဘာမှပြောလို့ချင်းမရှိပေမဲ့ညီချင်းရင်းမရနိုင်တဲ့အချက်လက်တွေကိုတော့အတိအပြည့်ပြောပြခဲ့ပါတယ်။သူပြောတာကစစ်တပ်နိုင်ငံရေးကမထွက်ပဲညီချင်းရင်းမရဘူး စစ်တပ်ကအယတ္တအစိုးရလက်အောက်မှာမရှိသရွေ့ငင်းချမ်းရေးမရဘူး၂008ဖွဲ့စည်းပုံခြေကံဥပဒေအောက်မှာငင်းချမ်းရေးမရဘူးအတွင်ကူပြောင်းရေးကာလတရားမျှတမှုမရှိဘဲနဲ့ငင်းချမ်းရေးမရဘူးလို့ဥနေဖုံးလက်ကပြောကြားခဲ့ပါတယ် KNU CNF ABSDN net NMSB AD PNLO LDU စတဲ့တိုင်းရင်းသား6ဖွဲ့ရဲ့ပူးရဲကြီးညာချက်မှာလဲ 2020ခုနှစ်စစ်အာဏာသိမ်းလိုက်တာဟာ NCA စာချုပ်အနှစ်သာရအခြေခံမူတွေရည်မှန်းချက်တွေကိုဖျက်ဆီးလိုက်တာဖြစ်လို့ NCA အကောင့်ထဲဖော်မှုရဆိုင်ကစက်ကူစုဖြစ်သူရောက်ရှိသွားစေခဲ့တယ်လို့ဖော်ပြထားပါတယ်။ရေရှည်တီရနဲ့ခိုင်မြဲတဲ့ညီညာရေးဖြစ်ပေါ်လာဖို့စစ်တပ်ကနိုင်ငံရေးမှာပါဝင်မှုမရှိဖို့လိုအပ်တဲ့အကြောင်းဖော်ပြထားပါတယ်။ဒါ့အပြင်ပြည်ပခအတွင်းမှာမတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိဖို့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်ဖို့လိုအပ်တဲ့အကြောင်းအတိပေးထားပြီးတော့စစ်အာဏာရှင်ချုပ်ငင်းကဖက်ဒရယ်ပြည်ထောင်စုအသစ်ထူထောင်နိုင်တဲ့အထိဒီဇိုင်းမမတိုက်ပွဲဝင်နေမယ်လို့လည်းကြေညာခဲ့ကြပါတယ်ခင်ဗျာအော်တိုဘလာ၁၈ရက်ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်